င်္ဂလာပါရှင်ကျမကတော့ချူချူဆက်မ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအသက်16နှစ်မပြည့်ခင်အမျိုးသမီးတွေအိမ်အောင်ပြုတာနဲ့ဆယ်ကျော်သက်မိန်းကလေးတွေခလေးမွေးတာအများဆုံးဖြစ်တယ်လို့စစ်ကောင်စီကောက်ယူခဲ့တဲ့သကောင်စီရဲ့အစီအခံစာမှာဖော်ပြပါရတယ် အော်တိုဘားလာ29မှာထုတ်ပြန်တဲ့2024ခုနှစ်သကောက်စင်းအတွက်ပြည်တော်စုအစဉ်ခန်းစားမှဖော်ပြတာဖြစ်ပြီးစုစုပေါင်းလူဦးရေမှာမျိုးသား58ရာခိုင်နှုန်းမျိုးသမီး53ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။နိုင်ငံအတိုင်းတရအသက်16နှစ်မပြည့်ခင်အိမ်အောင်ပြုသူမျိုးသမီး8.9ရာခိုင်နှုန်းရှိပြီးရခိုင်ပြည်နယ်မှာ16.9ရာခိုင်နှုန်းနဲ့ရှမ်းပြည်နယ်မှာတော့17.5ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြထားပါတယ်။ စစ်စုပေါင်းကလေးမွေးနှုံးမှလည်းရခိုင်ပြည်နယ်မှာ2.3ရောက်နဲ့အမြင့်ဆုံး ARV တိုင်းနဲ့ကချင်ပြည်နယ်တို့မှာ2.2ရောက်နဲ့ဒုတိယအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါရယ်။ပဲခူးမကွေးမန္တလေးတိုင်းတို့မှာတော့ကလေးမွေးနှုံးနေပြီးရန်ကုန်တိုင်းကတော့အနည်းဆုံးလို့ဆိုပါရယ်။မင်းကလေးတွေစေကျော်သက်အရွယ်မှာကလေးမွေးနှုံးကအသက်15နှစ်ကနေ19နှစ်အုပ်စုမင်းကလေးတထောင်မှာ73ရောက်ရှိပြီးရခိုင်နဲ့ရှမ်းပြည်နယ်မှာအများဆုံးလို့ဆိုပါရယ်ရှင်။ စစ်တပ်အခြေဆိုင်ရာနေပြည်တော်ရှိအဓိကလမ်းမကြီးတွေရဲ့လမ်းဘေးပညာမှာလက်နဲ့အတွင်ကျူးကျော်နေထိုင်သူတွေကိုရှင်းလင်းဖယ်ရှားနေတယ်လို့သိရပါတယ်အဓိကလမ်းမကြီးတွေရဲ့လမ်းဘေးလက်နဲ့အတွင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကိုအခုနှစ်ကုန်မတိုင်ခင်အပြီးဖယ်ရှားဖို့စီစဉ်နေတာပါအခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီးလုပ်ငန်းညှိနှိုင်းစည်းဝေးကိုအော်တိုဘာလ24ရက်က နေပြည်တော်ကောင်စီမြို့တော်ခမ်းမမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကနေပြည်တော်ကိုခင်မီစံပြမြို့တော်ဖြစ်အောင်ဆောင်ရွက်နေကြောင်းအခုလိုဆောင်ရွက်နေရမှာမြို့တော်ရဲ့ဂုံကိုထိခိုက်စေတဲ့လမ်းနယ်နယ်နိမိတ်အတွင်းနဲ့လမ်းနယ်နယ်နိမိတ်ပြင်ပတွေမှာဆောက်လုပ်ထားတဲ့အဆောင်တွေကိုလောက်ထုံလုံးနေစီမင်းဥပဒေတွေနဲ့အညီဖယ်ရှားဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာပါ နေပြည်တော်အဓိကလက်မကြီးတွေဘေးကကျူးတွေကိုဖယ်ရှားနေသလိုတစ်ဖက်မှာလည်းနေပြည်တော်မြို့တော်ခမအနီးမှာပြည်သူရင်ပြင် နေပြည်တော်မြို့ဝယ်မှာမြို့ဝင်စိုက်ပုတ်တွေကိုပြုလုပ်နေပြီးစစ်ကောင်စောင်ကိုတိုင်အော်တိုဘာလ29ရက်ကလှည့်လည်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်ရှင်ချင်းပြည်နယ်မှာစစ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာကိုစလဲလောင်း83ယောက်ပါဝင်ရှင်းပြမယ်လို့ UEC ကထုတ်ပြန်ပါတယ်။တိတိတရင်ပေးပို့ထားပါတယ်ရှင်။ ဒေတာ area ရဲ့90ရာခိုင်နှုန်းနီးပါးကိုကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရလို့ဒေတာကန်ဒီကပြောကြပါဗျ။ချင်းပြည်နယ်ရွေးကောက်ပွဲမှာပြည်နယ်လွှတ်တော်အမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်တို့မှကိုယ်စားလှယ်28နေရာအတွက်ကိုယ်စားလှယ်လောင်း83ရောင်းရှင်းပြန်သွားမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါဗျ။ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတင်မှာတော့ဟာခါမြို့နယ်တီးတိမ်မြို့တို့ပါဝင်ပြီးထန်တလန်မြို့နယ်အပြင် တော်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့တွန်းဆန်မြို့နယ်နဲ့ဖလန်းမြို့နယ်တွေကိုတော့ကြံပိုင်းတွေမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကောင်စီတပ်ကနေမြေစိုးမိုးရေးလုပ်ဖို့ချင်းပြည်နယ်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်တိုက်ပြုလုပ်နေပါတယ်။စစ်ကောင်စီကကျေးလက်ဒေသတွေမှာရွေးကောက်ပွဲမလုပ်ပဲသူတို့ထိန်းချုပ်ထားတဲ့ဟာခါမြို့ပေါ်မှာသာအဓိကရွေးကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီတပ်ဆိုးရှိအောင် ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မဲ့သူတွေကိုလည်းတတိပေးထားပြီးစစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေပါကသူတို့ရဲ့လှုပ်ဆောင်မှုအတွက်တာဝန်ခံရမယ်လို့ချင်းမျိုးသားတက်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောပါတယ်။သူဘယ်လိုပဲလုပ်နေလုပ်နေချင်းပြည်နေရဲ့ချဲ့တဲ့ဒေသအထိတော့လုပ်နိုင်တယ်လို့ကျွန်တော်တို့ကတော့မထင်ဘူး။မလုပ်နိုင်အောင်လည်းကျွန်တော်တို့တတ်နိုင်ဆုံးအပေါ်တောင်းပါပဲပေါ့။စစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲကော်မရှင်ကဆက်ဆက်တော့ကိုစလောင်းဆိုတဲ့လုပ်တဲ့ကဆက် ျွန်တော်တို့ကသတိပေးထားပါတယ်စစ်အာဏာရှင် Facebook ရှေ့ရဲ့အတွက်ဖြစ်တဲ့ပံပိုးကိုမလုပ်ချဘူးဆိုပြီးတော့မှကျွန်တော်တို့ကခုကရေကနေကျွန်တော်တို့တာထဆော်ထားတာရှိပါတယ်ပြည်သူလူထုအနေနဲ့လည်းစစ်ကောင်စီရွေးကောက်ပွဲကိုမပါဝင်ချဖို့ချင်းကောက်ွေတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ချင်းပြည်နယ်မှာစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာချင်းမြောက်ပိုင်းဟာခါမြို့ပေါ်နဲ့တီးတိမ်မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေဒေသတစ်ခုကိုစစ်ပေးဆောင်ပြီးရပ်ပေါင်း180နေထိုင်ပြီးသူတွေမဲပေးရမှာဖြစ်တယ်လို့ မီဆိုရိုပြည်နယ်ဘက်ကိုရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံဗဟိုအစိုးရကဇီဝအချက်လက်ရရှိပြီးသားဒုက္ခသည်တွေလည်းမဲပေးရမယ့်အထက်ပါလာနိုင်တယ်လို့ချင်းပြည်နယ်ကရပ်ဖတ်ဖွဲ့တွေကပြောပါရယ်။နှစ်ပေါင်းများစွာအဖိနှိတ်ခံနေရတဲ့တိုင်းရင်းသားတွေဟာရွေးကောက်ပွဲကနေဖက်ဒရယ်အာမခံချက်ကိုမျှော်လင့်နေကြပေမဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကတော့ဖက်ဒရယ်အာမခံချက်ကိုမရရှိနိုင်ဘူးလို့ဆိုပါရယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေအစိုးရဖွဲ့မဲ့ပုံစံနဲ့အဲ့ဒီအစိုးရအဖွဲ့ကိုချင်းတော်လိုင်းရဲ့ဥဆောင်သူတွေတုတ်ပြန်မဲ့အပေါ်မူတည်ပြီး အခြေအနေပြောင်းလဲဖြစ်လာနိုင်တယ်လို့ချင်းနိုင်ငံရေးလေးလာသူတယောက်ကသုံးသပ်ပါတယ်။သူတို့ဘလို့ပဲကျင်းပပါစေဖို့နော်တက်လာတဲ့လွှတ်တော်တွေက online ကနေပဲသူတို့လွှတ်တော်လုံမာလာပေါ့ online ကနေပဲဒီချင်းပင်းတွေအတွက်ကိုအစိုးရဖွဲ့မှလာနိုင်ရကိုစလေတွေက crown မလာပြီးမှဒီယုံလာထိုင်နေဆိုတော့သူတို့အတွက်လုံခြုံမှုဘယ်လောက်ထိရှိနိုင်မလဲပေါ့နော် ပင်ဒီအပေါ်မှာဒေါ်လာအကိုအိုးဆောင်ပေးနေတဲ့ဒီချင်းနိုင်ငံကောင်းဆောင်တွေကရောဘလူမျိုးအရွက်ကိုပီတိုရီထွက်သူတို့လှုပ်ရှားပေးမှလဲဆိုတဲ့ပုံမှာတော့အများကြီးမူတည်သွားမှာပေါ့နော်ချင်းပြည်နယ်ရွေးကောက်ပွဲမှာပြည်အောင်စုချန်ခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီ USDP က28နေရာခုမီးမျိုးသားပါတီ KNP က10နေရာပြည်သူ့ရှေ့ဆောင်ပါတီ PPP က9နေရာဇိုမီးမျိုးသားပါတီ ZMB က19နေရာချင်းပြည်ဒေကွန်ကရက်ပါတီ NCC က26နေရာနဲ့ အသီးသီးရှင်ပြိုင်မှာဖြစ်တယ်လို့ UEC ကထုတ်ပြန်တဲ့စာရင်းမှာပါရှိပါတယ်။ကျမဒီရီပါ။ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွတ်ချွတ်ဆက်မှာကျေးဇူးတင်ပါတယ်ရှင်